အခန်းမတ်တရ38ညအချိန်မိုးသေးထန်စွာရွာသွန်းနေပြီးလေတိုက်တန်တွေကပြတင်းကွင်းတွေကိုတဖြောက်ဖြောက်တုံအောင်ရိုက်ခတ်နေတဲ့ကိုအောင်လေးဟာနေမျိုးလေးတစ်ခုကိုရောက်နေတာခီးချမ်းဖြင်းကြလို့အနားယူဖို့ဒီဟုတ်လေးမှာညအိပ်ဖို့ရွေးချယ်လိုက်တယ်။ဟိုတယ်ကအရန်ဟောင်းလာနေပြီးနေရန်တွေမှာအစွန်အထင်းတွေအကြောင်းတွေနဲ့လက်ထဲမှာတောနဲ့အခန်းထဲဝင်ဖို့စူးစမ်းနေတော့နောက်ကနေအဲ့ဒီအခန်းမဝင်နဲ့တဆက်ဆက်တုံနေတဲ့အတန်တစ်ခု ကိုအောင်လေးလှဲ့ကြည့်လိုက်တော့အခန်းထဲဝင်ပြီးမီးဖွင့်လိုက်တာတလမီးမလင်းဘူးအိမ်တော်ပြိဘောကတွေကဖုံးတွေဖုံးနေပြီးလေတိုက်လို့တချောင်းချောင်းမီနေတဲ့အိယာပေါ်မှာအဝတ်စားဟောင်းတွေဖြူဖက်ဖြူရော်နဲ့စုပုံထားတယ်လို့လို့တစ်ဆက်ခုရွှေ့သွားတယ်အိယာထောင်းကမဲနဲ့နေတဲ့အရေးတစ်ခုတဖြည်းဖြည်းမတက်ရက်လာတယ်ငါအိမ်ထွက်သွားကိုအောင်လေးခြေလက်တွေချာချာလဲအောင်ထွက်ပြေးဖို့ကြိုးစားတဲ့အချိန် တကားကသူ့ပါတာသူ ကလစ်ပိတ်သွားတယ်။နောက်ဖက်ကအေးဆက်တဲ့လက်တစုံက သူ့ပခုံးကို ဖြည်းဖြည်းချင်းဆွဲချုပ်လိုက်တယ်။နင်တို့ငါ့ကိုဒီမှာတယောက်ထဲခြံခဲ့တာ။မိသွားကြတယ်လား။အတန်တွေတဖြည်းဖြည်းမိန်လာပြီးလေတိုက်တန်တွေနဲ့ရောသွားတယ်။ဇတိန်ချင်းတကယ်လို့တင်ဟာညဖက်မှာဟောင်းနှမ်းပျက်စီးနေတဲ့ A4 တခုကို ရောက်နေမယ်ဆိုရင် အခန်းအမှတ်130ခုနှစ်ကိုရှောင်ပါ။ အတန်ကျဲကျဲနဲ့အော်ဟစ်တန်တကားဆောင်တန်တွေနဲ့အဆုံးသက်